မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးအတိုင်းပထောင်းမြို့နယ်ညောင်ကျိုးစခန်းမှာအေအေနဲ့စစ်ကောင်စီတပ်တွေကြားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်၈တနန်းစဉ်တသားသိအင်အား600ကျော်ကိုစစ်ကိုပို့ဆောင်ထားပါတယ်။ပြည်ပရောက်မြန်မာပြည်ရင်းကိုပြန်လည်ဝင်ရောက်တော်တဲ့အတွက် အခြေခံအလို့သမားတွေအားလုံးပြည်ပကိုဆင်လွတ်မှုအကန့်အသတ်မရှိရပ်ဆိုင်းထားတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့င်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့ဘကိုးတိုင်းပထောင်းမြို့နယ်ရခိုင်ဘကိုးကားလန်းဖြစ်တဲ့ တောင်ကောက်ဗရောင်လန်ရခိုင်ရုံးမှခြေစင်းကညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကိုအေနဲ့စစ်ကောင်စီတို့ဂျားမှအပြင်းထန်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြည့်တင်းနေရလို့လည်းသိရပါတယ်စစ်ကောင်စီကလက်လက်ကြီးတွေနဲ့အခိုင်အမာအထိုင်ချထားတဲ့ညောင်ကျိုးတပ်စခန်းကိုအာရခတပ်တော်အေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးမော်ဘီတပ်နယ်တပ်ရင်းတွေနဲ့အင်အားရာချီဖြည့်တင်းနေရလို့လည်းသိရှိရပါတယ်စစ်ရေးသတင်းမြင့်တူပြောတာကတော့ တိုက်ပွဲကပြင်းထန်ပြင်းလာပြီးအေအေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကလည်းမရက်တာကြောင့်စစ်ကောင်စီဘက်ကအသေးအတန်ခုခံနေရပြီးစစ်ကောင်စီဘက်ကလည်းအကြဆုံးများမြေတဲ့အတွက်ကြောင့်လေကြောင်းပစ်ကူတွေကိုထောက်လျှောက်ပေးနေရလို့လည်းသိရပါဗါတယ်အရခတက်တော်အေအေကတောင်ကုတ်ပဒေါင်းလမ်းပေါ်ကမိုးထီတောင်ကိုသိမ့်ပိုက်ပြီးရတဲ့နောက်မှာညောင်ကျိုးစခန်းကိုဆက်လက်သိမ့်ပိုက်ဖို့တိုက်ခိုက်နေရလည်းဖြစ်ပါတယ်အေအေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ညောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအသက်36နှစ်အရွယ်ရှိ ိတဲ့ဘိုးမှုတန့်စော်ဟင်းဟာတည်သွားတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီညောင်ကျိုးစခန်းဟာကပ္ပစ6နဲ့10မိုင်အကွာမှာရှိနေတာကြောင့်စစ်ကောင်စီဟာရန်ကုန်နဲ့ပဲခူးကတရင်အချို့ကလည်းအင်အားဖြစ်တင်ပေးနေတယ်လို့ကပ္ပစ6စက်ရုံကိုလည်းနိုင်ငံတော်ကစစ်ဗိုလ်တန်းအပတ်စဉ်၈တနန်းစင်တပ်သားတစ်တွေကိုအလုံးရင်းနဲ့ပို့ဆောင်နေရလို့လည်းနေပြည်တော်သတင်းမြစ်ကပြောပါဗါတယ်။အရခတက်တော်ကအဲ့လိုပဲခူးဘက်မှာတိုက်ခိုက်နေတယ်လို့စစ်တွေမြို့နီးစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး ီးကြောက်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့ညဝရီရေတက်စခန်းအနီးကတက်စခန်းအချို့ကိုလည်းထိုးစစ်ဆင်တက်ခတ်နေရလဲဖြစ်ပါရဲ့ရှင်။တက်ဆက်ထဲမှာပဲ အာရခတတ်တော်ရဲ့ထိုးစစ်စင်တက်ခိုက်မှုကြောင့်ဘကိုးတိုင်းပဒေါင်းမြို့နယ်ညောင်ကျုံးမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကြက်ဖက်စစ်သားတွေငတ်ပြတ်နေတဲ့အတွက်အုံးရှိပင်မြို့ပြည်တော်သားရက်ွက်အုပ်ချုပ်ရေးမှုအောင်ကိုကပြည်သူတွေကိုထမင်းဟင်းတွေအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးစစ်တပ်ထံကိုပို့ဆောင်နေလို့ဒေသပြည်သူတွေက ပြောပါရယ်ပဒေါင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေဟာဘူးဒီဘတ်နဲ့ငနေတူ၃ခေါင်သာ စားတောက်နေရတာဆိုပြီးအုံးရှိပင်မြို့ပြည်တော်သား ာရက်ွက်အုပ်ချုပ်ရေးမှုအောင်ကိုကရက်ွက်အတွင်းကပြည်သူတွေကိုထမင်းဟင်းတွေကိုအတိတ်အကြမ်းချက်ပြုတ်ခိုင်းပြီးအကြက်ဖက်စစ်တပ်စီကိုပို့ဆောင်နေရလဲဖြစ်ပါတယ်။လက်ရှိမှာပြည်တော်သားရက်ွက်အတွင်းကပြည်သူတွေဟာ အောင်ကိုရဲ့အတေးအဓမ္မစေခိုင်းတာတွေကြောင့်အလှဲ့ကျချက်ပြုတ်နေရပြီးအုတ်ချုပ်ရည်မှုရုံးကိုပုတ်ပင်းနေရတယ်လို့လည်းသိရပါဗျ။ဘကိုးရုံးမနဲ့ညောင်ကျိုးမှာအေးနဲ့အကြက်ဖက်စစ်တရဲတိုက်ပွဲတွေဟာအလွန်ပြင်းထန်နေပြီးအကြက်ဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေတယ်လို့တိုက်ပွဲအတွင်းကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းစိတ်ဓာတ်ကျဆင်းနေပြီး ထွက်ပြေးသူတွေရှိတယ်လို့အမိတ်နာခံခြင်းမရှိဘဲနောက်တန်းကိုပြန်လာသူတွေလည်းများပြားနေတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပဲအုတ်ရှိပင်မြို့ကအုတ်ချုပ်ရေးမှုတွေရာယီမှုတွေနဲ့ပြည်သူတွေကစစ်တပ်ကိုထောက်ခံအားပေးတဲ့ပုံစံမျိုးဖြစ်စေရန်ရွက်ကအလိုက်ထမင်းထုတ်တွေစီစဉ်တာမျိုးဖြစ်ပြီးအကြက်ဖက်စစ်တပ်ဒေါက်တိုင်တွေနဲ့လောင်ကစားသမားတွေကလည်းအကြက်ဖက်စစ်သားတွေကိုလှူဒန်းရန်လို့ဆိုကရေတံဘူးအချို့ရေးဘူးငနီတူကြောင့်ငပီတောင်ဘူးကိုရွယ်ခောက်ဆွဲကြောက်တွေအလူခံနေရလို့လည်းသိရပါဗါတယ်ရှင်။ ကရင်ပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့တပြင်းညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်မှုတွေစစ်သား၁၀ဦးကျော်ဟာသေသွားတာဖြစ်ပြီးလက်လက်ခရင်အများအပြားကိုတိမ်းဆက်ရရှိခဲ့လို့ KNU ကပြောပါရယ်။အဲဒီတပြင်းညွတ်စစ်တပ်စခန်းကိုမတ်လ9ရက်နေ့မွန်လွယ်တနင်္ဂနွေကနေစတင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ10ရက်နေ့မှာသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါရယ်။အဲဒီစခန်းသိမ်းတိုက်ပွဲအတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦး းခံတည်သွားတာဖြစ်ပြီး20ကျော်စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်းသိရှိရပါဗျ။အဲဒီစစ်ကောင်စီတပ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကအလုံးစုံမီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း KNU ကပြောပါဗျ။လက်ရှိမှာ KNL နဲ့ PDF ပူးပေါင်းတပ်တွေကတပင်းညို့စခန်းကနေထွက်ပြေးတင်းရှောင်သွားတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့ပြည်ပရောက်မြန်မာတွေပြည်ရင်းကိုပြန်လည်မွေရောက်တော့တဲ့အတွက်ကြောင့်အခြေခံလောသမားတွေအားလုံးပြည်ပထုတ်ခွာခွင့်ကိုအကန့်အသတ်မရှိရပ်ဆိုင်းထားလိုက်ပြီးကျွမ်းကျင်လှုပ်သားတဲ့ G2G အစီအစဉ်ရအလို့သမားတွေကိုသာ ပြည်ပကိုထွက်ခွင့်ပြုနေရလို့လည်းနေပြည်တော်အလို့သမားဝန်ကြီးဌာနသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဖေဖော်ဝါရီလ14ရက်နေ့ကနေစတင်ကပြည်ပကိုအလို့သမားဆစ်လွတ်မှုတွေအလုံးရာရီရဆိုင်ထားခဲ့တာလည်းဖြစ်ပါရယ်အဲဒီနောက်ကျွမ်းကျင်လုပ်သားတွေနဲ့ G2G အစီအစဉ်ရအလို့သမားတွေဆစ်လွတ်မှုတွေကိုစစ်ကောင်စီအလို့သမားဝန်ကြီးဌာနကစစ်စစ်ခွင့်ပြုပေးနေရလို့လည်းသိရပါရယ်အခြေခံအလို့သမားတွေကိုတော့ပြည်ပကိုဆစ်လွတ်တာကိုရာရီရဆိုင်ထားတယ်လို့အထူးသဖြင့် ပြည်ပကိုထုတ်ခွာရမှာအဓိကကြတဲ့ပြည်ပအလောက်ကလို့တမသက်တေကန်ကပ္ပ OWNC ထုတ်ပေးမှုကို အခြေခံလို့သမားတွေအားလုံးတွေယာယီရဆိုင်ထားရလို့လည်းသိရှိရပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဖေဝါရီလ18ရက်နေ့ကလုတ်တယ်စစ်ကောင်စီအစည်းအဝေးမှာနိုင်ငံခြားငွေနှဲပါနေတယ်လို့ပြည်ပမှာရောက်ရှိနေတဲ့အလို့သမားတွေစီကနေလည်းနိုင်ငံခြားငွေရတဲ့တလောက်မရဘူးလို့ညှိတွားခဲ့ပြီးပြည်ရင်းမှာလည်းလုတ်သားရှားပါလိုက်လို့ပြောဆိုခဲ့ပါတယ်တစ်ဖက်မှာလည်းနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေအသေးများနေက စစ်သားပြုံးတိနေမှုကြောင့်စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းကစစ်သားအစ်အတဲအဓမ္မစုဆောင်းနေတာတွေတွေ့သည်မပေါ်တာဆွဲတာတွေပြုလုပ်ပြီးစစ်တပ်ကိုပြန်လည်အင်အားဖြည့်တင်းနေတာလည်းဖြစ်ပါရဲ့ရှင်။ ပဲဂိုးတန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲဂိုးတန်းပေါန်းတယ်မြို့နယ်မှတ်တိုင်နေမြေရဲစခန်းကလမ်းကြီးတောင်ပြန်လာတဲ့ရဲတက်ကြက်သိန်းလွင်ကိုစောင့်ကြိုတိုက်ခတ်ရမှာအသက်မသေးပဲထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးသူ့ရဲ့ဆိုင်ကယ်နဲ့လက်ပြဘုံခဲရန်တွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363တတရဲရဲ့စစ်ထောက်လမ်းရင်းနဲ့သတင်းပြန်ကြားရေးတော်ဝန်ခံရဲဘော်ရှဲတို့ကပြောပါရယ်မလရှိရဲ့နေ့မှာပဲခူးတိုင်းပြည်ခရိုင်ပေါန်းတယ်မြို့နယ်အသေးမဲရွာနဲ့တဲကုန်းရွာအကြားမှာနေထဲရ ဲတကြက်သိန်းတွင်ကိုပြည်ကံပြည်သူကာကွယ်တပ်မတော်36တုံညာတဲ့ PDF တရင် တက်ခွဲ9ကရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့နေထင်းတက်ကြက်သိန်းတွင်မှာပြည်သူကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်တွေကိုအဝေးကနေကြိုမြင်ပြီးဆိုင်ကယ်ကိုထားပြီးထွက်ပြေးသွားခဲ့လို့လည်းသိရှိရပါတယ်။တော်လည်းရဲဘော်တွေကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမဲ့လည်းရဲတက်ကြက်သိန်းတွင်ဟာစေပေါင်းအတွင်ခုန်ဆင်းပြီးအသက်မသေးဘဲထွက်ပြေးလွတ်မြောက်သွားခဲ့လို့လည်းသိရပါတယ်။ရဲတက်ကြက်သိန်းတွင်စီကနေ ဆိုင်ကယ်တစ်စီးလက်ပြပုံ၃လုံး၊ကြီမျိုးစုံ၆တောင်လက်ထိပ်တစော၊ငွေသားတသိန်း၃000ကျပ်၊ဆိုင်ကယ်လိုင်စင်စာအုပ်ရဲဝတ်တန်းကဆိုင်ကယ်မောင်းလိုင်စင်နဲ့အတူဆိုင်ရွက်စာတမ်းအချို့ကိုသိမ်းယူနိုင်ခဲ့လို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘကိုးတိုင်တောင်ကိုခရံရန်ကုန်မန္တလေးကာလန်ဟောင်းကစစ်တပ်ကင်းစကန်ကိုတိုက်ခိုက်ရှင်းလင်းရမှာစစ်တပ်ဘက်က9ဦးဟာထိသွားပြီးလက်နက်6လက်ကိုရရှိခဲ့လို့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလ9ရက်နေ့မနေ့၄နိုင်ခွဲလောက်ကဘကိုးတိုင်တောင်ကိုခရံကျဲပွဲမြို့နယ်ညောင်ချေတော်မြို့ကြားရန်ကုန်မန္တလေးကာလန်အနီး ကြောက်တန်ကြေးရွာကစစ်တပ်ကင်းစကန်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဗျူဟာ23တရင်35တုံညာနှင့်အုတ်တွင်းပောက်ကဖတိုက်ခတ်ရေးတပ်ဖွဲ့တို့ပူးပေါင်းဝင်ရောက် တိုက်ခတ်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုအတွင်းမှာစစ်တပ်ဘက်က9ဦးဟာသေသွားတာဖြစ်ပြီးလက်နက်6လက်ကိုသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းရဲဘော်တို့ဟာမြင့်မြတ်စွာကြာဆုံးခဲ့ရလို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမညပါ